ိုင်ငံရေးသမားတွေအနေနဲ့ဒီမိုကရေစီကူးပြောင်းကာလမှာရွေးကောက်တင်မြှောက်ပွဲကိုမဆောင်နိုင်ပဲဖြလန်းနီးနဲ့အာဏာရအောင်လုပ်နေတယ်လို့လေဆယ်ဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝန်းကပေးပို့ထားပါခင်ဗျာစက်တင်ဘာလ23ရက်နေ့ကနေပြီးတော့ကောင်စီနယ်မြေတက္ကိနတီတီမျိုးနယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်းပြိုင်မဲ့ လက်ရှိလေယာစာပြောရေးနဲ့ဆံမြောင်းဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးမြင့်လိုင်ကရွှေကဲရင်ကျေးရွာစီယုံရေးဟောပြောပွဲမှာအခုလိုပြောဆိုခဲ့တာပါ။နိုင်ငံရေးတော် ဦးမြင့်လိုင်အနေနဲ့2010ပြည့်နှစ်အထူးထူးရွေးကောက်ပွဲမှာဒကိနာတီတီမျိုးနဲ့ကနေဝေရောက်ရှင်ပြခဲ့ပြီးလေယာစာပြိုးရေးနဲ့ဆံပြောင်းဝန်ကြီးဌာနပြောင်စုဝန်ကြီးဖြစ်လာသူဖြစ်ပါတယ်။လက်ဆက်ဝန်ကြီးအဖြစ်တာဝန်ယူစဉ်ကလည်းဒကိနာတီတီမျိုးနဲ့အတွင်မှာလေယာမြေတိုက်စစ်မှုတွေရှိခဲ့ပြီးအခုဟော်ပြောပွဲမှာလည်းတောင်သူတို့ကနယူးအရာကုမ္ပဏီတိုက်စစ်ထားတဲ့လေယာမြေတွေကိုဖြည့်ရှင်းပေးဖို့မေးမြန်းခဲ့တာကိုလည်းတိတိကျကျပြန်လည်ဖြေဆိုခြင်းမရှိဘဲ yes ကမ်းမှအမှုဖို့မှုပြောကြားခဲ့ပါတယ်။ကျွန်တော်နေပြုံးဝင်မှာ